စစ်ကောင်စီတပ်ကမကွေးတိုင်းနဲ့စကိုင်းတိုင်းကကြီးရွာ၉ရွာကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ၃၃ယောက်သေဆုံးပြီးတော့၃၀ဝန်းကျင်ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။တီရီသတင်းပေးပို့ထားပါရှင်။မရှိလာ၃ရက်နေ့မနက်အစောပိုင်းတနအိဝင်းကျင်ကဆက်လို့ပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုစစ်ကောင်စီတပ်ကဝိုင်းတွဲလေယာဉ်တွေနဲ့ဘုံကျဲတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့တာပါမကွေးတိုင်းအတွင်းမြိုင်မြို့နယ်က စိတ်ချေကျုပ်ကုံဘောင်းပင်ညောင်ကုံစူဝင်တောရွာနဲ့ပေါ့မြို့နယ်ကလက်ပံတူတရက်ကန်စတဲ့ကြေးရွာရှိရွာကိုစစ်တပ်ကလေရင်ငါးစီးနဲ့တပြိုင်တည်းလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါလေကြောင်းတိုက်ခိုက်မှုကြောင့်မြိုင်မြို့နယ်နဲ့ပေါ့မြို့နယ်အတွင်းကအသက်၈လအရွယ်ကလေးငယ်အပါအဝင်အမျိုးသား၁၁ယောက်နဲ့အမျိုးသမီး၁ယောက်တေဆုံးခဲ့ပြီးပြည်သူ၃၀ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ရင်းနှံတွဲလို့သူမတွေနဲ့ရင်းနှံမော်အနီးဈေးဆိုင်တွေမှာနေထိုင်တဲ့ရက်သားတွေဖြစ်တယ်လို့သိရပါဗျ။ နေရောဖိုက်တာနေရောတောင်းတာလုပ်သွားပေါ့တင်မနဲ့အဲမှာလုပ်သွားတဲ့တင်နေရာတိုက်ခိုက်မှုမှာတော့တုံးရောင်ကြာသွားတယ်အာလုံးလုံးထုံပြလိုက်တယ်ပေါ့နော်လက်ခံနေပရောင်သူလုပ်တဲ့သွားတွေပါတွေဆုံးရှုံးမှုရှိတာပေါ့လမ်းရဲရဲသူက20နဲ့30ကျားအားလောက်ရှိမှပြတဲ့အနေနဲ့စင်ကြာကြီးတွေကဘလော့တဲ့မတွေ့ထားပါဘူးလက်တွေပါတွေဆက်အမယ်နေခါမျိုးလေးတွေပါလေးတော့ရှိတာပေါ့နော်နှစ်မျိုးနဲ့ဆက်ကြားမှာဖြစ်သွားတာဆိုတော့နိုင်နေရောပေါက်နေရောနှစ်နေရာလုံးပါဘူးလည်းမချင်းကတော့ထိတတ်နေအောင်အဲ့ရဲသားတွေကြီးကဆိုများတိုက်ခိုက်တာကတော့သူတို့ကတော့ဖွဲ့စည်းနေတဲ့နေရာတွေတို့ကျမ်းမာရေးဌာနရဲ့ တော့ဒီလိုမျိုးရည်ရွယ်ပုံကြတယ်ဒါပေမဲ့အခုဆုံးရှုံးတာတော့ရက်သားတွေပဲစကိုင်းတိုင်းခင်ဦးမြို့နယ်ညောင်ပင်ကြီးစုကျေးရွာကလည်းမတ်လ3ရက်နေ့မနေ့အစောပိုင်းမှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်ကျေးရွာစည်းကမ်းကိုထိမှန်ခဲ့ပြီးအသက်80ဝန်းကျင်အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။3ရက်နေ့မနေ့ပိုင်းတနင်္လာနေ့မတင်းလောက်ဘိုင်းအီပီ30ရက်နောက်ဒီနေ့ပြီးတော့ဒီတက်ဆက်ဆက်ရတဲ့ချက်ခိုက်တာပေါ့နော်။ 500ပေါင်းနှလုံးရှင်းဆက်ထိုက်ခိုက်သွားတယ်။အဲ့တော့ညောင်မင်းကြီးစုစေကံပေးပေါ့ဗျာ။ကြီးပါစေကံအနီးတစ်ဝိုက်မှနေတဲ့80ကျော်လင်မယားအဖို့နဲ့အပွားကိုမစိုးရင်ရပါဘူးထိခိုက်တရာရရှိပြီးတော့ဒီနေ့ကတော့စေကူတမှုခံနေရလို့ဒီရတယ်ဗျာ။လို့တကယ်မှရပြီးတော့လာပြီးတော့ကျဲတယ်ဆိုတော့မသိဘူးပေါ့နော်။အားတိုင်းပုံမှန်လည်းဖြစ်ထားဘူးပေါ့နော်။ဒီရင်တကြောင်းလည်းငြင်းနေတာဆိုတစ်နှစ်ကျော်တော့ပြည့်နေပါလို့ရှိနေ။မတ်လ၄ရက်နေ့မနက်9:30မှာလဲစစ်ကောင်စီကမြိုင်မြို့နယ်စင်စင်ကျေးရွာကိုထပ်မံဘုံကျဲခဲ့တဲ့အတွက်ပြည်သူ၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာဖုံးကြီးကျောင်းဖယားနဲ့လူနေရဲအချို့ပျက်စီးခဲ့တယ်လို့သိရပါဗျ။လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခံရတဲ့ကျေးရွာတွေနဲ့အနီးဝန်းကျင်ကျေးရွာတွေကပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းဒေသခံတွေကပြောကြပါဗျ။စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုဇက်တိုက်ပြုလုပ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့လေကြောင်းရံကြိုတင်ကာကွယ်ဖို့အတွက်နေအိမ်တိုင်းမှာဘုံခုချင်းတူထားဖို့မြန်မြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတိုက်တွန်းထားပါဗျ။ကျမတီရီပါ